ခင်ဗျားတို့ remedy phone remedy phone ဆိုပြီးကြားဘူးတယ်မလားဒီကောင်တွေကတော့မယ်ဆို gaming phone တွေဗျာเนาะတကယ်အကျန်းဆုံးဆိုတဲ့ top component တွေကြီးပဲပြစ်သိပ်ပြီးတော့ထည့်ပြီးတော့ gaming feature တွေကိုလည်းပန်ပန်းဆိုပြီးတော့เนาะလူလူမလူလူရှောက်ထည့်ထားတဲ့ mobile power house phone design တွေเนาะအဲ့လိုမျိုး high end feature တွေ specification တွေပါတဲ့ခါကျတော့ထုံးစံနိုင်မယ်ဈေးကတော့မသေးဘူးဒီကောင်ရဲ့ line up တွေတော်တော်များများဟာเนาะကိုရီစီမှာဆိုလို့ရှိရင်3 40 3 50အဲ့ဒီဝင်းကျင် နော်ပြီးတော့ဘယ်လိုခေါ်မလဲဘက်ထရီကြီးကြီးတွေနော်ဖောက်မြင်ရတဲ့ back design တွေဖုန်းရဲ့ cooling အတွက် dedicated fan တွေအဲ့လိုမျိုးတွေတခြားဖုန်းတွေမှာမပါတဲ့ဟာတွေလည်းထည့်ထားသေးတယ်ဆိုတော့ဒီလိုမျိုး overkill ဖြစ်တဲ့ specs တွေနဲ့ကြတော့ provision ကတော်တော်လေးလေးတယ်ထူတယ်ဈေးလည်းအရန်ကြီးတယ်ဆိုတော့အလောက်ကြီးမလေးခြင်းဘူးအလောက်ကြီးမထူခြင်းဘူးအလောက်ကြီးဈေးမကြီးခြင်းဘူးဆိုရင်ခမ ्या ကအာ gaming phone လေးလည်းလိုချင်သေးတယ်ဆိုရင်ဘာရွေးချယ်စရာရှိမလဲ ဟဲ့အဲ့ဒါဒီနေ့ကျွန်တော် review လုပ်ပေးမယ် Remedy 10 Air ဆိုတဲ့ကောင်ခမားရဲ့ရွေးချယ်စီရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ဒီကောင်ရဲ့အကိုကြီး Remedy 10 Pro ကိုလည်းကျွန်တော် review လုပ်ပေးထားတယ်စိတ်ဝင်စားလို့ရှိရင်သွားကြည့်လို့ရတယ် Okay ဆိုတော့ဒီနေ့ review unit ကိုကူညီပေးထားတာကတော့ဖုန်းဘားကဖြစ်ပါတယ် gaming phone တွေလိုချင်နေဆိုရင်တော့ဖုန်းဘားမှာ Remedy တွေအပြင် ROG phone တွေပါတယ်လည်းအဆုံရှိတယ်ဆိုတော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တစ်ချက်သွားကြည့်လိုက်လို့ရတယ်ကျွန်တော်တို့ description ထဲမှာ mention ခေါ်ပေးထားမယ် Okay ဆိုတော့ဒီဖုန်းကို ောက်ကင်လိုက်ပြီဆိုလို့ရှိရင်เนาะ Remedy 10 Pro နဲ့ဘာတွေကွာလဲဆိုတဲ့အချက်ကိုခင်ဗျာရှင်းရှင်းလင်းလင်းစပြီးခန်းစားလို့ရတယ်။10 Pro ထက်နည်းနည်းလေးပိုပေါ့ပါတယ်။ဒီလိုမျိုးပိုပေါ့ပါဖို့ကိုပေးဆက်လိုက်ရမှာက10 Pro မှာလိုမျိုးဒီကောင်ကဖန်တော့မပါတော့ဘူး။ဖန်ဖြုတ်လိုက်ပြီးတော့ဒီကောင်မှာ Ice X Liquid Metal System ဆိုတဲ့ကောင်ကိုတုံးထားတယ်။ပိုပါသွားတဲ့နောက်မှာကပ်ပါလာတာကတော့ကင်မရာဘက်နေထွက်လာတာပဲ။10 Pro လုံးကဆိုရင်ဖုန်းရဲ့အနောက်တစ်ခုစလုံးကလုံးဝ flat လုပ်ပေးထားတာ။ လုံးဝထားကြဒီကောင်ကအဲဆိုတဲ့နာမည်နဲ့လိုက်အောင်ပေါအောင်လုပ်လိုက်တဲ့အခါကျတော့ကင်မရာဘမ်လေးကတော့ထွက်လာတယ်ဒါပေမဲ့အရင်ကြီးသိုးတဲ့အနေထားမျိုးလောက်ကြီးတော့မဟုတ်ဘူးပေါ့တချို့ဖုန်းတွေထက်တန်အဲရဲ့ကင်မရာဘမ်ကပိုကောင်းပါသေးတယ်ဇပွဲပေါ်မှာတင်ထားလိုက်လို့ရှိရင်လည်းအရင် wobble ဖြစ်နေတာမျိုးမရှိဘူးတခုမိုက်တာကသူကဘူးထဲမှာတစ်ခါလဲထည့်ပေးထားတဲ့ cover တက်လိုက်ရင်ကျတော့ကင်မရာဘမ်က ကြောက်သွားတယ်ဒီကောင်ရဲ့ cover ကသူက Remedy Dan Pro မှာပါတဲ့ cover နဲ့ design ညင်းတူတယ်ပေါ့နော် Frosted design ကိုမှမှ quality ကောင်းကောင်းလေးပြီးတော့သူကဘေးနှစ်ဖက်ကိုအလွတ်လုပ်ထားပြီးတော့အထီးအကိုက်များတဲ့အပေါ်အောက်ကိုပဲကုတ်ပေးထားတာဆိုတော့ဖုန်းမှာ cover တက်ကင်လို့ရှိရင်ဖုန်းကထူသွားတာမျိုးလေးသွားတာမျိုးအရင်ကြီးမခံစားရဘူးပေါ့နော်နည်းနည်း minimal ဖြစ်တယ်ပေါ့ဒါပေမဲ့ကျွန်တော်အမြင်မှာ ီဖုန်းက cover metal ဖြစ်ကြိုင်မယ်ဆိုလို့ရှိရင်လည်းတော်တော်လေးကြိုင်လို့ကောင်းတဲ့ထဲမှာပါတယ်ဘေးဘက်ဘောင်တွေကိုသူက aluminum နဲ့လုပ်ထားတယ်ပြီးတော့အနောက်ဘက်မှာ glass back နဲ့လုပ်ထားတယ် premium ဖြစ်တဲ့ခံစားချက်ကတော့ရတယ်အနောက်ဘက်ကသူက glass ဆိုပေမဲ့ frosted design လုပ်ထားတဲ့အခါကျတော့လက်ရထင်တာမျိုးလည်းမဖြစ်ဘူးအချိန်တိုင်းနှီးပါးမှာ clean looking ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ရထားတဲ့ unit ကိုသူက hay stone လို့ခေါ်တယ်တော်တော်လေးလှတယ်ပေါ့နော်တခြားအရောင်ဆိုလို့ရှိရင်ကျတော့သူက twilight နဲ့ flare လို့ခေါ်တဲ့တော်တော်လေး design ဆန်းတဲ့ဒီလိမ္မော်ရောင်ဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီလိမ္မော်ရောင်ကတော့16512 git version နေနဲ့ပဲလှတယ် ဈေးကတော့တော်တော်မြောက်သွားလိမ့်မယ်ပေါ့ဒီကောင်နေက IP54 water resistant rating ရှိတယ်မိုးရေဆိုတာလောက်ကိုတော့ခံနိုင်တယ်လို့ပြောလို့ရတယ်ဖုန်းရဲ့နောက်ကျောဘက်မှာစာထင်းထင်းကြီးတွေပါကြီးတွေမရှိဘူးเนาะ remage ဆိုတဲ့စာသေးသေးလေးနဲ့ logo ကိုအခုပြထားသလိုမျိုး လုပ်ပေးထားတယ်ပေါ့เนาะရုပ်တရက်ကြည့်လိုက်မယ်ဆိုရင်သူကဈေးကြီးတဲ့ phone looks ထွက်တယ်ဆိုပေမဲ့ gaming phone looks မျိုးကတော့အများကြီးမထွက်ဘူးကြာဘတန်တွေကလည်း premium phone တစ်လုံးပြီးပြီးနှိပ်ရတာ clicky ဖြစ်တယ် ီးတော့ဒီကောင်မှာ shoulder button တွေလည်းပါတယ်ဆိုတော့10 pro မှာပါတဲ့ slider အစားပေါ့နော်ဒီ 10a မှာကဖုန်းရဲ့ဘယ်ဘက်အချမ်းမှာ power button ပုံစံမျိုးကိုမှမတော့အနီရောင် SN လေးနဲ့ထည့်ပေးထားတယ် function ကတော့အတူတူပဲပေါ့နော်ဒီကလုတ်ကိုဖိထားလိုက်ရင် game center တွေရောက်သွားမယ်ဒီ button ကိုတခြားသော quick action တွေအတွက်လည်းတုံးလို့ရတယ်။ The overall build quality ကတော့တော်တော်သဘောကျစရာကောင်းတယ်။ဒီကောင်ရဲ့ hand feeling က Galaxy S25 ထက်တောင်မှကျွန်တော်အနေနဲ့ပိုသဘောကျတယ်။ S25 မှာမှတော့ဘယ်လိုခေါ်မလဲ။ဒေါင်းတွေက HDR နဲ့ စူးတယ်ပေါ့နော်လက်နာတယ်ပေါ့ဒီဖုန်းမှာကျတော့အဲ့လို harsh ဖြစ်နေတဲ့နေရာတွေကို तू က smooth ဖြစ်အောင်လုပ်လုပ်ပေးထားတယ်ဆိုတော့ကင်လို့တော်တော်လေးကောင်းတဲ့အထင်မှာပါတယ်ဆိုဒီဖုန်းမှာ design မိုင်းမှာလည်းဝေ့လျှော့ထားတာမျိုးမရှိဘူး तू က6.8 inches ရှိတဲ့ AMOLED display ကိုမှမှာပြန်မဆိုရင် 2.5K resolution နဲ့လာတယ်ပေါ့နော်ပြီးတော့ selfie camera ကို Remedy 2ရဲ့ထုံးစံတိုင်းပဲ AR display camera သုံးထားတာဆိုတော့ full view experience ကိုခံစားရတယ်ပေါ့နော်အဲ့ဒါကြီးတော်တော်မိုက်တယ်။တေချာကြည့်ရင်တော့မှ तू က AR display camera ကိုသတိထားမိဖို့အတွက်က တော်တော်လေးခက်တယ်။ဒါဒီဖုန်းရဲ့ color profile ကနည်းနည်းလေး muted ဖြစ်ပြီးတော့ warm tone ဘက်ကိုရောက်တယ်ပေါ့နော်။အဲကိစ္စသိမ်းမရှိဘူး။ color profile မှာ colorful ကိုသွားထားပြီးတော့ tone ကိုကူးထားပြီးတော့သုံးလိုက်လေအဆင်ပြေသွားတာပဲ။အဲ ဒါလည်းကိုယ့်ဘာသာကို customizable ဖြစ်တယ်ဗျာ။ဒါ bezel ဒီအနေနဲ့ကလည်းတော်တော်လေးပါတဲ့ထဲမှာပါတယ်။အောက်ကချင်းလေးရပဲတော့မဆိုးစလောက်လေး PC လေးထူတယ်။ဒါပေမဲ့ daily usage မှာလည်းဒါ3ထားမိမဲ့အချက်မျိုးတော့ဟုတ်မယ်လို့မထင်ဘူး။ကျွန်တော်တို့ကအတင်းအပြူးကြည့်ပြဲကြည့်ပြီးတော့ nit pick လုပ်ပြီးတော့ပြောလို့ဒါတလောက်ဖြစ်တာဖြစ်လိမ့်မယ်ပေါ့နော်။ပြီး refresh rate အနေနဲ့ကသူကအမြင့်ဆုံး120 ठी ပဲရတယ်။ဒါကလည်း10 pro နဲ့ကွာတဲ့အချက်ပေါ့။ပြောမိတာပြောတာပါနော်။ Tamen user အနေနဲ့က 144Hz နဲ့ 120Hz နဲ့က ခံစားမိချိန်မှာခံစားမိလိမ့်မယ်ခံစားမိရင်တော့မှ 144hz ကသူက app တိုင်းမှာအလုပ်လုပ်တာလည်းမဟုတ်ပြအောင်ဒီဖုန်းကသူက gaming ဖုန်းဆိုတဲ့အခါကျတော့ gamer တွေကခံစားမိမလားမခံစားမိမလားတော့မပြောပြတတ်ဘူးကျွန်တော်ကတော့ 144 hertz ကိုရလို့ရှိရင်တော့ပူကြိုက်တယ်เนาะကျွန်တော်ကတော့ခံစားမိတယ်ပြီးတော့ဒီကောင်က120 hertz ကိုအချိန်တိုင်းမသုံးညင်ဘူးเนาะဒီကောင်ကိုဘက်ထရီလေးနည်းနည်းပူခန့်ခြင်းနဲ့ပါညာဆိုရင်90 hertz ဆိုပြီးတော့လည်းဂျာထဲမှာလည်းရွေးချယ်စရာရှိတယ်ပြီးတော့ဒီကောင်မှာ1600 nits peak brightness ရတယ်သူဟာနဲ့သူကတော့အဆင်ပြေတယ်ပေါ့เนาะနေရောင်အောက်မှာလည်းအဆင်ပြေပြေသုံးလို့ရတယ်ပြီးတော့ display ကိုပြောရင်လည်းထပ်ပြောရမယ့်ကောင်ဆိုလို့ရှိရင်မရှိမှာဆို fingerprint sensor ရှိမယ်ပေါ့เนาะဒီကောင်ကလည်း optical ပဲအရမ်းမြန်တဲ့အထက်မှာတော့ပါဘူးပေါ့เนาะ အာ ultrasonic တွေလောက်တော့ပြန်မြန်မလဲဒါပေမဲ့နှီးတဲ့အထက်မှာလည်းတော့မပါပါဘူးပုံမှန်ပဲပေါ့တကောက်မှာ stereo speaker ပါတယ်ပုံမှန်တိုင်းမဲ့ဒီချက်ကလည်းထူးထူးခြားခြားရေလို့တော့မခံစားမိဘူးသဘောမကျတာကတော့3.5 mm jack မပါတာဆိုတော့ gaming phone တစ်လုံးအနေနဲ့ကတော့3.5 mm jack ကပါတဲ့နေပေါ့နော် latency နည်းအောင်လို့ညက်တက်သုံးမယ်ဆိုတဲ့သူတွေအတွက်ကတက်တက်ဒေါင်ကြီးတက်ရတော့မယ်ပေါ့ဒါ performance ဘိုင်းမှာက snapdragon 8 gen 3ကိုသုံးထားတယ် ဒီကောင်ကလည်း10 Pro ကနေဝေးလျှော်ထားတဲ့အပိုင်းပေါ့နော်ဒီကောင်ကဘယ်လိုကောင်မလဲ8 Elite တွေဘာတွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်ကြတော့ benchmark score တွေမှာအခုပြထားသလိုမျိုးကွာမယ်ပေါ့နော်ဒါမဲ့လည်းဒါ server ပေါ်ကကွာတဲ့အချက်ပါ daily usage မှာ performance difference ကတည်တာမှာမဟုတ်ဘူး game ဆုံးမယ်ဆိုလို့ရှိရင်တော့တချို့ game တွေမှာ PC လေးတည်တာလိမ့်မယ်ပေါ့နော်အာ 3D Mock Wireless Extreme Test Test ဆန်းထားတဲ့အခါမျိုးမှာဆိုရင်အခုပြထားတဲ့လိုမျိုး Best Loop Score က4500ဝန်းကျင်နဲ့ Lowest Loop Score 3300ဝန်းကျင်ရတ stability score က72%ဆိုတော့ကောင်းတယ်လို့ပြောလို့ရတဲ့အထက်မှာလည်းပါတယ်ပေါ့ Robert Vermes က 8ED လောက်မရှိဘူးဆိုပေမဲ့ Dan Pro မှာဆိုရင်လေ तू က dedicated fan ပါတယ်ဆိုရင်တော့မှ तू ပူလာရင်တမ်မတော်တယ်ဖြစ်ပြီးတော့ performance ကအောက်ကိုခုန်ဆင်းတတ်တယ်။ game ကြီးတွေအကြာကြီးဆုံးမဲ့ဆိုရင် phone body ရဲ့ temperature အခုပြထားသလောက်ရှိတယ်ပေါ့နော်။အဲလက်ထဲမှာကန်ရတာကတော့နွေးနွေးလေးတော့ရှိတယ်။ performance drop ဖြစ်တာမျိုးမရှိတဲ့တစ်ချက်ကတော့မိုက်တယ်ပေါ့။အကိုက game တွေကိုတမုံဆုံးမဲ့ဆိုရင် performance ဇောက်ထိုးကြီး drop တာမျိုးမရှိဘူးဆိုပေမဲ့လက်ထက်မှာနွေးလာတာပါညာအာယုံနောက်မှာဆိုလို့ရှိရင် cooling fan လေးတက်ဆောင်ရင်လည်းဆော့ gaming experience ကတော့10 pro level တော့မဟုတ်ဘူးဆိုပေမဲ့သူ့ဟာနဲ့သူကတော့တော်တော်ကြီးအကောင်းတဲ့ထဲမှာပါတယ် shoulder button တွေပါတယ်ပါတဲ့ခါကျတော့ shooter game တွေပေါ့နော် PUBG တို့ Delta Force တို့အဲ့လိုမျိုး competitive shooter တွေဆော့ရတာမှာကျွန်တော်အနေနဲ့မှာတော့အများကြီးပိုနှိမ့်ကြတယ်နော်လက်ကလက်ကို workout လုပ်နေရတော့သိရမလား Mobile Legends တို့ game မျိုးမှာတော့ shoulder button များများဆဆသုံးရမယ့် use case လို့တော့ကျွန်တော်မခံစားမိဘူးပေါ့နော်ပုံမှန်လိုပဲအဲ Genshin Impact တို့ဘာလို့မှာဆိုလို့ရှိရင်လေ shoulder button အသုံးလုံးကောင်းလိမ့်မယ်ဒီကောင်းဒီမှာဆိုရင်လေ higher setting ကို 60fps အငြိမ်ရ gaming phone ဖြစ်တဲ့အခါကျတော့ game ဆုပ်လို့ကောင်းတာသတိရှိရှာထူးထူးတလဲတော့ပြောနေကြတော့မလို့ဘူးတခြားသော gaming feature တွေအနေနဲ့ဆိုရင်သူက10 pro မှာပါသလိုမျိုးပဲ feature အစုံပါတယ် shoulder button ကိုစိတ်ကြိုက်ချိန်တာမျိုး gyro အသုံးပြီးတော့ action တွေကို control လုပ်တဲ့ function မျိုးတွေတို့ ပါတို့เนาะအဲ့လိုမျိုး FPS game တွေမှာရန်သူကိုကြီးရလွယ်အောင်လုပ်တဲ့ color inversion တို့ cross hair ချိန်တာမျိုးတွေအပြင်တခြားသော gaming feature တွေလည်းအများကြီးပါတယ် game တွေမှာဆိုရင်လည်း performance setting ကို eco balance right ဆိုပြီးတော့တော်မျိုးရွေးလို့ရတဲ့အပြင်ကမှမ overclock mode ပေါ့နော်ပြောမယ်ဆိုရင်အသေးပူအသေးအကျန်း battery လဲအသေးစားတဲ့ performance ကိုမရမကနှစ်ထုတ်ပေးတဲ့ diablo mode အဲအဲ့ကောင်လေးလည်းပါတယ်ဒီ double mode ကိုစမ်းကြည့်ရတဲ့လောက်ကအခုပြထားသလိုမျိုး performance က 3D max stress test မှာဆိုရင် best loop score က900ဝန်းကျင်လောက်တက်လာပြီးတော့ lowest loop score မှာ3600ဝန်းကျင်လောက်ရတယ်ဆိုတော့အနေဆုံး performance မှာတော့မှ rise mode ထက်အာ300လောက်တာနေသေးတာကိုတွေ့ရတယ်ပေါ့နော် stability score ကလည်း71ဆိုတော့မဆိုးတဲ့အနေအထားမှာရှိတယ်ဆိုတော့ဒီ mode မှာဆိုရင်ဒီကောင်ရဲ့ SOC clock speed က3.3 GHz နီးပါးလောက်သုံးတယ် အပူကတော့အခုဒီမှာပြထားတာကိုပဲတစ်ချက်ကြည့်ကြည့်လိုက်ပေါ့လက်ထဲမှာမကင်နှံရလောက်တဲ့အထိကိုပူတယ်အရန်ကြီးပူပေမဲ့လို့သူက performance ကတိတိတသားမျိုးတော့ကြမသွားဘူးဒီလိုမျိုးအပူထွက်တာမျိုးကရေရှည်မှာ component တွေအတွက်လည်းမကောင်းသလို battery ကိုလည်းထိနိုင်တယ်ပေါ့နော်အမ်ဆိုတော့အများတန်းဖွင့်ပြီးတော့မဆော့နေပေါ့ mobile ပေါ်ကတော်ုံတော်ုံတိုက်တယ်တွေကလည်းဒါမျိုးဖွင့်ဆော့စရာလည်းမလိုပါဘူးတကယ်တမ်းကတော့ဒီမုတ်ကတကယ်လိုအပ်တဲ့မုတ်တော့မဟုတ်ဘူး Danpro က9000 mAh နဲ့ရှင်လိုက်မယ်ဆိုရင် 10A မှာက တထောင် image ပုံနေတော့လဲဆိုပေမဲ့လို့သူ့အိုးသူ့ဆန်ကတော့ကြိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Dan Air မှာတုံထားတဲ့ Snapdragon Agent 3က Dan Pro မှာတုံထားတဲ့8 Elite လောက်ပါပါမစားဘူးဆိုတော့ battery နေသွားပြီမဲ့ overall battery life ကကြတော့ခင်ဗျာ under load မှာဆိုရင်အတူတူလောက်ပဲသွားကြလိမ့်မယ်ပေါ့နော်တကောင်းထူးထူးဆန်းဆန်းမဲ့သူ့မှာလည်း silicon carbon မဟုတ်ဘူး lithium ion ပဲဒါလည်း weight short ထားတဲ့အပိုင်းလိုပဲပြောရင်ပြောရမှာပေါ့ charging speed လေးကတော့မဆိုးဘူးဒီကောင်80 watt ထိ support လုပ်တယ် charger ကလည်း out of the box တခါတည်းထည့်ပေးထားပြီးသားပဲအဲတကောင်း0 to 100ကို မိနစ်50အတွင်းပြည့်တယ်ဆိုတော့တနေကုန်ဂိမ်းထိုင်ဆော့မဲ့သူတွေအတွက်က9ပွဲ10ပွဲလောက်ဆော့နော်ဖုန်းတွေလည်းပူလာပြီဆိုလို့ရှိရင်ခဏနာအသညူတွေထိုးထားလိုက်တနေလောက်နေပြန်ဆော့ AC ပဲအမေရဘူးကျွန်တော်တို့ကဂိမ်းဆော့ရင်ထိုင်ရမထဇက်တိုက်ဆော့ကျင်တာဆိုလို့ရှိရင်လည်း bypass charging မဟုတ်ရတယ်ဆိုတော့ jordan land နဲ့ဂျုံလို့ရတယ် long term သုံးဖို့ရည်ရွယ်ထားတဲ့ဆိုရင်တော့သုံးလို့အဆင်ပြေနိုင်တဲ့ cooling fan လေးတစ်လုံးဝင်ဝယ် performance တက်အောင်တော့မလုပ်ပေးနိုင်ပေမဲ့ဒီကောင် performance ကိုထိန်းတဲ့နေရာမှာပြောမယ်ဆိုရင်တမောက်တော်တော်မဖြစ်အောင်ကူညီတဲ့နေရာမှာ အာနည်းနည်းများအထောက်ကူပြုတယ်ကျွန်တော်တို့ကတော့ပေါ်တူဂီရီရှောက်စမ်းတာပေါ့နော်အဲ့ရှောက်စမ်းတဲ့အချိန်မှာသူက cooling fan ကိုနှလုံးတက်လိုက်ရောနှလုံးတက်ပြီးတော့ stress test ကိုစမ်းတာပေါ့နော် best loop နဲ့ lowest loop နဲ့ကြားထဲမှာ50 points ပဲကွာတယ် stability score ကလည်း99%ရတယ်ဆိုတော့ remedies ဆိုတော့ဒီကောင်က software update တွေဘာတွေကတော့အများကြီးမျှော်လင့်လို့မရဘူးပေါ့နော်အမ် ကျွန်တော်တို့ဖတ်ကြည့်ရသလောက်ကတော့ Remedy 10 Air က software update ကို၃နှစ်ရမယ်လို့ပြောတယ်ဒါပေမဲ့ major OS update ၃ခုရမှာလားဘာလားအဲ့ဒါတော့မသေးကြဘူး security update ကိုပဲ၃နှစ်ရမှာလားမသေးကြဘူးပေါ့နော်ဘာဖြစ်ဖြစ် Android 16 update ကတော့ရမှာတော့သိကြတယ် UI ကတော့ totally clear ဖြစ်တယ်အရင်ကြီးထူးချွန်ပြီးကောင်းနေတာမျိုးတော့လည်းမဟုတ်ဘူးတော့ကတော့အဆင်ပြေတယ်ပေါ့ဒီလောက်ပါပဲ customization option တွေကလည်းတော့အများကြီးပါတယ်။အဲ theme နဲ့မှာဆိုရင် preset တော်တော်များများတစ်ခါလေးထည့်ပေးထားတယ်။အကုန်လုံးနီးပါးကတော့နည်းနည်း gamer ဆန်ဆန် theme နေပေါ့။ကျွန်တော်အမြင်နဲ့ပြောမယ်ဆိုရင်တော့တော်ကြိုက် theme နေပေါ့နော်။ရိုးရိုးဘယ်လိုခေါ်မလဲ။ဖုန်းနဲ့တူတဲ့ Android vanilla look ပေါ့။အဲ့လိုပဲသုံးနေတယ်ဆိုလဲပြောင်းထားလိုက်လို့ရတယ်။ကျွန်တော်တော့အဲ့ဒါပဲပူကြိုက်ပြီးတော့เนาะ gaming phone တွေရဲ့တုံးစံအတိုင်းပဲဘာလို့ဖို့လဲတော့မသိဘူး anime waifu လေးတွေပါတယ်ပေါ့เนาะဘယ်သူတွေသုံးလဲတော့မသိဘူးဒါပေမဲ့ပါတယ် တယ်လားသူတို့လမ်းနေပါတယ်ပြထားပြီးတော့အဲမိုရာကိုနှုတ်ခိုင်းလို့ဘာညာရတယ်နော်အင်ကြီးတွေပါတယ်ကြိုက်သလိုချိန်လို့ရတယ်ဒါပေမဲ့တခုတော့ရှိတယ်ပေါ့နော်ဒီဝေါ်ပေပါတွေတင်ထားပြီဆိုလို့ရှိရင်လူကြားလက်ယူသွားမယ်ဆိုတော့ queue site တစ်ခါတစ်ခါတကောင်းထထအော် what's this for ဆရောနောက်ဆုံးပိုင်းကတော့ကင်မရာပေါ့နော်အရင်ဆုံး selfie ကင်မရာနဲ့စလိုက်မယ်ဆိုရင် and display camera ဆိုတော့ဒီကောင် selfie ကတော့အရင်ကြီးမကောင်းဘူး video quality ကတော့ပြောမနေတဲ့ပိုဆိုပိုဝဲတာပေါ့ရင်ငွေးရိုက်ထားတဲ့ lens နဲ့ရိုက်သလိုဖြစ်နေတာပေါ့ and that is weekend မှာတလုံးနေနေရတော့ဒီလောက်ထိပဲလက်ရှိ technology နေရရနိုင်သေးတယ်ပေါ့နော်ပြောလို့ပြောတော့မဟုတ်ပါဘူးဆော့ဆက်ထွက်ထွက်ချင်းတော့အတော့အများကြီးပို့ပြီးတော့ serviceable ဖြစ်ပါတယ်ဆို back camera မှာတော့50 megapixel wide ရဲ့ ultra wide ရဲ့တုံးထားတယ်ရုပ်ထွက်ဒီကိုကြည့်ကြည့်လိုက်မဆိုးပါဘူးပေါ့နော် color တွေနည်းနည်းလေး saturated ဖြစ်တဲ့ဘက်ရောက်တယ် desktop ဒီကိုဒီမှာပြထားတယ်ဆိုတော့ဒီဖုန်းကဘယ်လိုလူတွေအတွက်သင့်တော်မလဲဆိုရင်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ကိုကဘာဂိမ်းတွေဆော့မလဲဘယ်လောက် performance မျိုးကိုလိုချင်တယ်လဲ gaming phone တလုံးကနေပြီးတော့ဘာတွေအဓိကခံစားချင်တာလဲပေါ်မှာမူတည်တယ်ကိုက gaming phone တလုံးမှာ full view display ကောင်းကောင်း build quality ကောင်းကောင်း shoulder button တွေဘာတွေနဲ့เนาะ gaming feature တွေအဓိကပါချင်တယ် performance ကလည်း latest and greatest ဖြစ်နေစရာလုံးဝတော့မလိုဘူးအဲနည်းနည်းကောင်းတဲ့ထဲကတော့လိုချင်တယ်ပေါ့เนาะအဲ capable ဖြစ်တာလေးတော့လိုချင်တယ်ဆိုလို့ရှိရင်เนาะဒီဖုန်းကရွေးလို့ကောင်းတယ်ပြီးတော့ gaming phone လဲကန်ကျင်တဲ့အထူးကြီးလေးကြီးတွေလည်းမကြိုက်ဘူးဆိုတဲ့သူတွေအတွက်နည်းမလား အဲ့လိုထူလို့လေးလို့ gaming phone တွေဘက်ကိုမလှည့်ပြတဲ့သူတွေအတွက်ဆိုရင်လေဒီ Remedy 10 Air ရွေးချယ်စရာတခုအနေနဲ့စဉ်းစားလို့ရတယ်ဈေးနှုန်းအဖြစ်ဆိုလို့ရှိရင်ကျွန်တော်တို့ရထားတဲ့ RAM 12 storage 256GB က26သိန်းဝန်းကျင်ရှိတယ်မှန်တယ်နောက်ထပ်3သိန်း2သိန်းလောက်ထပ်ဆိုင်မယ်ဆိုရင် Snapdragon 8 Elite သုံးထားတဲ့ S25 တို့ပါတော့အဲ့ဒါရှိတယ်ဒါပေမဲ့ raw performance ကိုဘေးဖက်ထားပြီးတော့ gaming experience တခုပဲကြည့်မယ်ဆိုရင်တော့ S25 က Remedy 10 Air ကိုမြင်နိုင်မှာမဟုတ်ဘူး နောက်ထပ်တစ်ခုရှိတာကဒီ Remedy 10 A ထက်တဆင့်ပိုမြင့်တဲ့10 Pro ဆိုလို့ရှိရင်ဂျားထဲမှာဈေးက9သိန်းဝန်းကျင်လောက်ပဲကွာတော့တယ်ဆိုတော့ခင်ဗျားတို့စဉ်းစားမှာ10 A နဲ့လောက်လား10 Pro ထိတက်ချင်လားအဲ့ဒါပဲပေါ့နော်အဲဆိုတော့ Pro ထက်တော့ဈေးသက်သာတာတော့မှန်တယ်ဆိုပေမဲ့အများကြီးပုံမသက်သာနေဘူးဟိုမြောက်ဒီမြောက်နေထားလေးမှာ ရောက်နေတာပေါ့ Premium ဆန်တဲ့ looks လေးကတော့ရှိတယ်ဆိုတော့9သိန်းဈေးกว่าပြီးတော့เนาะ provision မှာပါတဲ့ improvement အနေနဲ့ရှင်းလိုက်ရင်တန်တယ်လို့မြင်လားဆိုရင်เนาะကျွန်တော် personally အမြင်မှာတော့ကျွန်တော်ကပဲနည်းနည်း compact ဖြစ်တဲ့နည်းနည်းပူပါတဲ့ပူပေါ်တဲ့ဖုန်းတွေကိုကြိုက်လို့လာတော့မသိဘူး yes လို့တော့ဖြေလို့ရတယ်ဘာလို့လဲဆိုတော့သိန်း30ဝင်းကျင်တန်း gaming ဖုန်းဆိုလို့လည်းတခြားရွေးစရာတိတ်မရှိဘူးအကုန်လုံးကဒီတက်ဈေးကြီးတာလေးကြီးပဲဆိုခင်ဗျားတို့ရောဒီဖုန်းကိုဘယ်လိုမြင်လဲ gaming ဖုန်းတစ်လုံးနေနေတယ်မှာအားရတဲ့အထက်မှာပါလားဒီဈေးထဲမှာတခြားဘယ်လိုဖုန်းတွေပူရွေးပြင်မလဲအဲ့ဒါကို ထုံးစံနိုင်မဲ့အောက်က comment နဲ့မှာဝင်ရောက်ဆွေးနွေးကြလို့ရပါတယ်။ Okay. နောက်နေ့မှာတွေ့ကြပါ